ဖိလို့ရတယ်တက်နေလို့ရတယ်တက်နေကြတယ်မရလို့ရှင်ကျင့်တာဘယ်ဒူးမှစွမ်းဖောက်မလာမိတ်ကတ်တလောကတော့အဲဆယ်စုနှစ်ကမလဲတော်ခဲ့ရတယ်မှာပါတယ်အဲ့တော့တော်လို့ရှိရင်တချို့ IKI နေထားမှာကြာရင်တော်ရင်ချနေတတ်တယ်ကျင်ထားတတ်တယ်အဲ့လိုမျိုးရှိတယ် သူတို့ကအဲ့လိုပုံနေနည်းတစ်ခုလိုမျိုးသတ်မှတ်ထားတာပေါ့နော် IKI ခါနေမှာပေါ့နော်အဲ့တော့အမတ်ချန်တယ်ဒီခေတ်လိုမျိုးမဖွင့်ပြိုးမတိုးတက်သေးဘူးအတိညာနေမဖွင့်ပြိုးသေးလို့ဖြစ်ကြလို့ထင်တယ်အဲ့ရမျိုးတွေကမကောင်းတဲ့ senior တွေရှိခဲ့ကြလို့ကောင်းတဲ့ senior လည်းရှိရပဲနေနော်အဲ့တော့မကောင်းတဲ့ senior တွေရှိခဲ့ကြလို့ဒီဟာမျိုးတွေဖြစ်တာအဲ့ဒါကြောင့်မို့ဒီခေတ်ဒီခါကျရင်ဒီဟာမျိုးတွေမဖြစ်တော့အောင်လို့အမကဒါလေးကိုရှင်းပြရတဲ့သဘောအနေနဲ့ပဲပြောတာ သာစဝင်လာစားပြပြမယ်။ဉာဏ်ယုံမကောင်းပါဘူး။အဲ့တော့ကဂျူနီယာလား။အမလီတလောကလုံးအောင်လေပညာတော်လားဆိုအဲ့လိုဖိလို့ရတယ်။တတ်နင်းလို့ရတယ်တတ်နင်းချက်။မရလို့ရှင်ကျင့်တာ။ဘယ်ဒူးမှစွဲဖို့မလား။မိတ်ကတလောကလုံး။ဟောမင်္ဂလာပါ။အာအဲ့ဒီမာရိုကိုရီယယ်လတီရှိုးရိုက်တာပေါ့နော်။ရီယယ်လတီရှိုးက Gladder and Better ဆိုပြီးတော့ reality show မတို့ဒီ6ရောက်ပါတယ်ပေါ့နော် LGBT trans 6ရောက်ပါတယ် LGBT LGBT show အဲ့မှာမှဒါ show like ကပြရတဲ့ show ပေါ့နော်အဲ့မှာမှမတို့ကအဲ့နေရ talk show လောက်ရအောင်စပါပေါ့နော်အဲ့ talk show နေမှာ ပြောရတဲ့စကားလေးကိုဒါ တီစာအတူလေးတက်လာပါဘောเนาะဘယ်လိုမျိုးပေါ့တခါကျရင်တချို့ကလည်းအထင်လွဲတဲ့ဟာကြီးရှိရပါဘောเนาะတချို့ကလည်းအကောင်းမြင်တဲ့ဟာကြီးရှိရဲတချို့ကလည်းခံစားချက်ချင်းတူလို့အာဟိုကောင်းတဲ့ဘက်က share လုပ်လဲရှိရဲတချို့ကျလည်းဟိုစကားအလုံးချုံပြောရဲဆိုပြီးတော့အာမုံတဲ့လူလည်းရှိရပါဘောအာဒါပဲနေပဲတီတီမှာတော့ဒီလိုပါပဲဟိုရှိကြပါပဲလीเนาะအာအဲ့ဒါက နှစ်ခုတည်းသိတယ်အဲ့ဒါဖြစ်မယ်ဆိုတာဟာလေတီးပြီးသားအဲအကြောင်းလို့လေအမကပြောတယ်ဒီဒီအာဘယ်လိုပြောမလဲ reality show တွေအားလုံးကဒီလိုပဲဖြစ်ကြတာပဲတည်ရဲ့အဲအကြောင်းအမလေးအဲ့လိုအပြောလည်းမခံချင်ဘူးအစဲလည်းမခံချင်ဘူးအဆုလည်းမခံချင်တဲ့အတွက်အမအာမလုတော့ဘူးမလုတော့ဘူးဆိုပြီးတော့အမခဏခဏညင်းနေတာအာညင်းနေတာအဲ့တော့ညင်းနေတဲ့ကိစ္စမှလည်းအမကိုပြောကြတာပေါ့နော်အာကောင်မချေမိုးပြီးတစ်ချိန်လုံးညင်းနေညင်းနေပဲပြောရဲဆိုတော့ အဲ့လိုပေါ့နော်အမအဲ့လိုမျိုးစိတ်မလှုပ်ရှားခြင်းဟုတ်အာ reality show တွေမှာကဒီလိုမျိုးကြီးအဖြစ်တတ်တယ်ဒီလိုပြဿနာတွေဖြစ်တတ်တယ်ဆိုတော့အမလည်းသိရယ်အာဒါပေမဲ့လည်းကိုချစ်တဲ့သူတွေပါလို့ဒါဒီဥစ္စာကိုပါခဲ့တာပြီးတော့ဒီဥစ္စာမှာဖြစ်တဲ့ကိစ္စကလည်းလေဟိုတော်တော်လေးကြည့်လို့ဒါပြဿနာဖြစ်တာပေါ့နော်အဲ့လိုဟိုသူများတွေအထင်ကြတကယ်တမ်းကျတော့အမပြောထားတဲ့စကားလေးကလေအဲ့ လက်တွဲမခေါ်ဘူးလားတို့အာဟိုစီနီယာဂျူနီယာတို့တကယ်ကြတော့အမအဲ့ဒါအမကိုလာရေးခံရတာအမအပြောခံခဲ့ရတာတကယ်တော့လေအမကိုလာရေးရဲ့အမတို့ကအကြီးကြီးဖြစ်ပြီးတော့လက်တွဲမခေါ်ဘူးတို့အမတို့ကအကြီးကြီးဖြစ်ပြီးတော့ဟိုဟိုဝနေမဖြစ်ကြဘူးလို့အမကိုပြောခဲ့ရပါတော့ပြောခဲ့စကားလေးကအမဒီ show ရောက်တဲ့ခါကျတော့ အာတတိတရနဲ့အမအဲ့ဒါလေးကိုဖြည့်ပစ်တာပေါ့နော်အမတို့တော့ကလည်းဘယ်သူမှမခေါ်ခဲ့ပါဘူးလို့နော်အမတို့တော့ကလည်းအဲ့လိုအမအပွင့်လင်းဆုံးပြောရင်ကွာဒီနေရာရောက်လာအလကားရောက်မလားအမလည်းတော်ခဲ့တယ်ပေါ့နော်အဲ့ KI ခါအဲ့ဆယ်စုနှစ်ကမလည်းတော်ခဲ့တယ်မှာပါတယ်အဲ့တော့တော်လို့ရှိရင်တချို့အဲ့ KI နေထားမှာကြာရင်တော်ရင်ချနေတတ်တယ်ကျင်ထားတတ်တယ်အဲ့လိုမျိုးရှိတယ် သူတို့ကအဲ့လိုပုံနေနည်းတစ်ခုလိုမျိုးတတ်မှတ်ထားတာပေါ့နော် IKI ခါနေမှာပေါ့နော်အဲ့တော့အမချန်တဲ့ဒီခစ်လိုမျိုးမဖွင့်ပြိုးမတိုးတက်သေးဘူးအတိညာနေမဖွင့်ပြိုးသေးလို့ဖြစ်ကြလို့ထင်တယ်အဲ့ရမျိုးတွေကမကောင်းတဲ့ senior တွေရှိခဲ့ကြလို့ကောင်းတဲ့ senior လည်းရှိရပဲလေနော်အဲ့တော့မကောင်းတဲ့ senior တွေရှိခဲ့ကြလို့ဒီဟာမျိုးတွေဖြစ်တာအဲ့ဒါကြောင့်မို့ဒီခစ်ဒီခါကျရင်ဒီဟာမျိုးတွေမဖြစ်တော့အောင်လို့အမကဒါလေးကိုရှင်းပြရတဲ့သဘောအနေနဲ့ပဲပြောတာ အဲ့တော့အမောက်လာပြောတဲ့ကလေးတွေကိုလည်းပြောချင်တယ်လက်တွဲမခေါ်ဘူးလားဟွန်းနှင်းဖြစ်ဘူးလားလက်တွဲခေါ်တယ်ဆိုတော့တွေ့ကြရလူလက်ဆွဲခေါ်ပြီးတော့တင်ပြီးတော့တိုးတက်အောင်လုပ်ပြီးလို့ရမှာမဟုတ်ဘူးကို့နီနာဝင်းရှင်ကဒိုးဒူပေါင်းမဲ့သွားနိုင်တဲ့လူပဲလက်တွဲခေါ်လို့ရတာတဖဲ့တန်းကပညာတက်အောင်တင်ပြီးလို့ရမှာမဟုတ်ဘူးပညာတက်အောင်တင်ချေးဆိုတော့အလုံးဆရာဝန်တွေအင်ဂျင်နီယာတွေ IT ပညာရှင်တွေဖြစ်ကုန်မှာပေါ့မဟုတ်ဘူးလားအမပြောချင်တာလေအဲ့လိုပေါ့လက်တွဲခေါ်ခြင်းမခေါ်ခြင်းဆိုတာကလည်း ကိုကိုတိုင်းနဲ့လည်းသက်ဆိုင်နေအများနဲ့လည်းသက်ဆိုင်နေအဲ့တော့ဟိုဟိုရှေ့ရစီနီယာကောင်းနဲ့လည်းသက်ဆိုင်နေအစုံပေါ့နော်ဒါကတော့အဲ့ဒါလေးကိုအမရှင်းပြချင်တာပေါ့ပြောချင်တာတွေအများတော့ဘာပြောမှမသိအာ talk show မှာပြောခဲ့အမတို့ talk show မှာပေါ့အဲ့ဒီပိုင်းကတော့တော်တော်ကြာအောင်ပဲနေတူတယ်ပြတာတော့တပတ်တစ်ပိုင်းတောက်ချာနေတိုင်း show လိုက်မှာတပတ်တစ်ပိုင်းနေ့လေတနိုင်မှာပြတာဆိုတော့အဲဒီအပိုင်းကတော့ကြာအောင်ပဲအမှန်တကယ်တော့လေအမကကိုတပိုင်းမဲဆွဲထုတ်လိုက်ရော တယောက်ချင်းစီတယောက်ချင်းစီမှာလည်းအဲ့လိုပြောထားတဲ့ဟာအကြောင်းအရာအများကြီးရှိတယ်။ဒါကတော့ရှိုးကတော့ပေါအောင်လို့တော့သူတို့ကဆွဲထုတ်တာပေါ့လေ။အဲ့တော့အမစကားမှစိတ်ဝင်စားပြီးတော့တချို့အကြောင်းအရာတွေနဲ့တိုက်ဆိုင်တာမဟုတ်ပါဘူး။အာလင်းဖြေထားတာလည်းကောင်းတာပဲ။ငယ်ဖြေထားတာလည်းကောင်းတာပဲ။အာဟိုစူးဖြေထားတာလည်းအမဆိုဒါစူးဘွားကြီးမှဖြစ်ကြုံလာတဲ့ဟာမသိခဲ့ရအောင်။အဲ့ကြောင့်မအော်လို့ရှိရလားဆိုတော့သိရတာပေါ့နော်။ မမတို့တဲမှာဆိုဖာစီလေးကအကန့်အကောင်းဆုံးကိုပြောလို့ရပါဘောเนาะရှင့်လည်းရှင့်ပါဘောเนาะသူလည်းအဲ့လိုဟိုလို့ပြောဖို့မိသွားတော့ထုတ်မပြောတတ်တာမျိုးတို့ဟိုဖွက်ဖွက်နဲ့နဲ့ပဲပြောတတ်တာတို့လည်းဖြစ်ကောင်းဖြစ်မှာပေါ့မမတို့အဲ့ဥစ္စာလေးမှာတော့ဖာစီကတော့အော်ဖာစီလေးကကန်ကောင်းလိုက်တာလို့ပြောဖြစ်တယ်ချာနင်းခံရတယ်မနင်းခံရတယ်တော့ပွင့်လင်းဆုံးပြောပြမယ်တလားအဲ့ဒါအဲ့ဒါခလေးတွေကိုလည်းပြောချင်တာပေါ့နော်လူကြီးတွေမပါဘူးခလေးတွေပေါ့နော်မမတို့အတူယူနေတဲ့ခလေးတွေပြောမယ် ခြားနေနဲ့ခြားမနေဘူးဆိုတာသူ့အလုပ်စူးစမ်းမှာကိုယ့်အလုပ်တိလားအမအဲ့မှာဟိုလေဟိုကြားလိုက်ရတဲ့စကားတခုရှိရဲ့အဲဒီကောင်မကြီးဟိုဗာလဲအမရော beauty store လောက်ကလာလေဒီကောင်မကြီးကဗာဆိုဆရာသူတပည့်လည်းမရှိဘူးအဲ့လိုဟိုအမရောဝင်လာမဟုတ်ဘူးတပည့်မှမဟုတ်ခဲ့တာဆိုတော့ဒီကောင်မကြီးအလွယ်ရလို့ငွေပေါက်လွယ်လို့ beauty store ကနေ makeup လောကကိုကူလာတယ်ဆိုပြီးတော့ပြောခံရှိရဲကွာအဲ့ကြတော့အမပြောပြမယ် မတော်ဘဲနဲ့ဒီတရားတော့မရဘူးလေမဟုတ်ဘူးလားအမလုတ်ခဲ့တဲ့ trend တွေအများကြီးရှိခဲ့တာပဲအဲအကြောင်းမလို့လေအဲလုံငယ်တော်ဆယ်စုနှစ်တခုမှာမအထိုက်လျောက်အောင်မြင်လို့လေတစ်တူနှစ်တူနေရာတွေနော် A level အဆင့်ကိုမှဝင်ခဲ့တာပေါ့အဲ့ဟာဖြစ်လာဖို့ပါလေဒီဇိုင်းမမှန်ကြိုးစားတယ် အဲဒီခစ်ကလေးနားလဲစမှာနားလိမ့်မယ်အဲမိတ်ကပ်အဲမိတ်ကပ်မော်ဘောကိုကိုညင်ညီဆိုဟိုခစ်ကရှိရပါတော့တကယ်ကိုထိတ်တန်ပါတော့မာရောအဲ့လိုမျိုးသူ့ဆိုင်မှာစပင်ညှက်ဖူးချင်ခဲ့တဲ့ဘဝရှိရပါဦးကိုနဲ့အမ L size ကိုမိတ်ကပ်လိမ့်ရပါတော့အဲ့ခစ်ကလိမ့်တော့ L size ခေါ်သွားလို့ဦးကိုဦးညီဆိုင်ဒီဆရာဆန်လမ်းမှာပါသွားတော့လေမမအဲ့တုန်းက L size ကိုလိမ့်ရတယ်မိုးကိုလိမ့်ရတယ်အဲ့တုန်းက TV program အတွက်မှလင်းရပါတော့။အဲ့အချိန်ဆိုတော့ချပြီနော်15နှစ်လောက်တော့မကတော့ဘူးလေတွေ့။အဲ15နှစ်လောက်တော့မကတော့ဘူး။မကတော့ဘူး16 15 16နှစ်လောက်16နှစ်လောက်တော့ရှိမှမသိဘူး။အဲ့အချိန်မှာလေဥကွာမရဲ့ make up ကိုကြည့်ပြီးတော့ နင်းတဲ့လက်ရကောင်းတယ်ဘသူတပည့်လဲဆိုအဲ့ချိန်မှာတော့အမဘသူတပည့်မှမဟုတ်ဘူးဘသူတပည့်တော့မဟုတ်ဘူးလို့ဒီလိုပဲစောက်ကလေးဖက်ပါလေးဖက်နဲ့ကြိုးစားရလို့အရန်စာဖက်ဖြစ်တယ်ပြီးရင်အဲ့လိုမျိုးကိုယ့်ဘာကိုလေးချင်းဖြစ်တယ်အေးရဲ့ကောင်းတယ်တဲ့ဒီဇိုင်းမက်မက်သွားတဲ့စီနီယာလူကြီးတွေစကားနားထောင်တာနော်ဒီအတိုင်းဒီဇိုင်းမက်မက်သွားပုံမှန်လေးကြိုးစားရတဲ့ခုနှစ်နှစ်မှလူသိလိမ့်မယ်တဲ့၁၀နှစ်မှထိတ်တန့်ဖြစ်လိမ့်မယ်တဲ့ အဲ့စကားအားပဲအမအဲ့ဒီဇိုင်းမတ်မတ်ကလေးသွားခဲ့တဲ့ဥစ္စာတကယ်လဲ9နှစ်မှလူတည်ခဲ့တယ်10နှစ်မှ A class ဝင်ခဲ့တယ်အော်အဲ့လိုပေါ့အဲ့တော့လူတွေတယောက်အောင်မြင်လာပြီဆိုလို့ရှိရင်အလကားအောင်မြင်လာတာမဟုတ်ဘူးအချိန်တစ်ခုကိုပေးဆက်လာတာနေရာတစ်ခုကိုပေးဆက်လာတယ်အမတို့လည်းပုံစံမျိုးစုံနဲ့အောက်ကျပြီးသွားခဲ့တာအောက်ကျတယ်မကျဘူးဆိုတော့ကိုယ်စိတ်ပဲဆိုင်တယ်သိလားအောက်ကြတယ်မအောက်ကြဘူးဟာဒီလူကငါ့ကိုနှိမ်နေမနှိမ်ဆိုတော့အကိုစိတ်နဲ့ပဲဆိုင်တယ်ကိုခံစားချက်နဲ့ပဲဆိုင်တယ် ဲ့တော့အမကတော့အောက်ကြတယ်အောက်မကြဘူးလဲမခံစားဘူးတွဲခေါ်တယ်မတွဲခေါ်တယ်မခံစားဘူးတကယ်မခံစားရတာနောက်တစ်ခုရှိသေးတယ်အန်အောကငါတို့ကနေ့ဝိုင်းချက်ထားဟာစားလိုက်တဲ့အချိန်ပါလေစိတ်မကောင်းဖြစ်သွားတာစိတ်မကောင်းဖြစ်တာနော်ဝမ်းနေတာမဟုတ်ဘူးဟဲ့ဘာလို့လဲအဆင်လည်းမတူကိုကဘာဆင်မှာမဟုတ်ဘူးသူတို့ကကိုယ့်ထက်မြင့်နေ စီနီယာတွေအဲ့လိုအကြီးတွေကွာတိကတန်းဝင်တော်ဝင် သူတို့မလိန်လို့ညင်းတဲ့ဟာမှာကိုယ်တွေလိန်ရတယ်ဘဝဘာအားသားဖြစ်လဲသိလားဟဲ့ तू ကငါ့ကိုဒီလိုပြောတယ်ဒီလိုအနေထားမှာရောက်ငယ်လူတွေကဒီလိုတတ်မှတ်တယ်ဆိုတဲ့ကကိုအထိုင်းလျောက်ရေချင်းရှိတယ်ဆိုတာကို့မှာအားတက်စရာတွေဖြစ်တယ်တကယ်တော့တကယ်ကြလို့ရှိရင်သိလားအမဝမ်းနေတာမဟုတ်ဘူးစိတ်မကောင်းပဲဖြစ်တာငါကလေးကြရင်မဖြစ်အောင်စူးစမ်းမယ်အမအဲ့လိုမတွေ့ရင် ငါကလေးကြရင်မဖြစ်အောင်ကြိုးစားမယ်မမသူများရှိမှလည်းအောက်ခြေသိန်းဝန်ထမ်းလောက်ဘူးတယ်မမတို့မစင်ရဲဘူးနော်ဒါပေမဲ့သူများဆိုင်မှာအောက်ခြေသိန်းဝန်ထမ်းလောက်ဘူးတယ်ရေလဲဆွဲဘူးတယ်တပြက်စီလဲလဲဘူးတယ်မိုးလင်းမိုးချုပ်လောက်လောက်ဘူးတယ်အာညနှစ်နာရီတည်းကမအိတ်ဘူးဘွဲလေးလင်းရတယ်မနက်9နာရီမှာဆိုင်ဆက်ဖွင့်ရတယ်ဆက်လောက်ရတယ်တနေကုန်လောက်ရတယ် ထမင်းကျော်ပဲပြုတ်30သားအောင်ထမင်းကျော်ထမင်းနဲ့ရောပြီးတော့နယ်ကျွေးတဲ့ဟာကို လူ၈ယောက်စားဘူးတဲ့ coffee mix အာ super coffee mix နဲ့ထုတ်ကိုလူ၈ယောက်ကိုခွက်ကြီးနဲ့ဖြော်တိုက်ပြီးအဲ့ဒါတယောက်တစ်ခွက်တောက်တယ်ကုတ်ပြင်မှာအေးရတယ်သိရမလားအဲ့လိုဆောင်းကောင်းအဲ့လိုအနွမ်းလေးထုတ်ထားပေးတဲ့ဥစ္စာဒါတွေကအမားတို့မှကြုံရမှာမဟုတ်ဘူးဒါကြီးကိုဘဝကြီးနေနဲ့အမားပြောချင်တာမဟုတ်ဘူးလူတိုင်းမှကြုံရတယ်မမတို့ဆိုဒါ မစင်းရဲပင်မဲ့လေဒီလိုပဲကြုံဆုံပြီးတော့လှုပ်ခဲ့ရတယ်။ဒါကြီးကိုဘဝကြီးပါလို့ပြောလို့လည်းမရပြန်ဘူး။ဒါသင်္ကန်းစာတစ်ခုနေနဲ့တဆင့်ပြီးတဆင့်တက်သွားတဲ့ပုံမှာအကောင်ဆုံးဖြစ်သွားတာ။အာမမကြုံရတာနောက်တစ်ခုရှိသေးရဲ့။မမအဲ့လိုမျိုးအစ်စ်ဆန်းလေးတီထွင်တတ်တယ်။အစ်စ်ဆန်းလေးလိန်တတ်တယ်။အဲ့ကြရလေ။မမအဲ့လိုလှုပ်ဖူးတဲ့ဆိုင်ရလေ။ပစ္စည်းတိမ့်ပလိုက်တာ။အဲပစ္စည်းမမအဲ့လိုတစ်ဆန်းလေးလှုပ်လို့လေ။ စ္စည်းတွေတင်ပလိုက်တာမမလိန်လို့ဆိုပြီးတော့အဲ့လိုမမနဲ့မှမျက်ခုံးမွေးရိတ်မယ်ဆိုတဲ့လူတွေကိုပေးမကင်တော့တာကြုံမှုတဲ့အဲ့ဒါကိုစိတ်ဆိုးလို့မရအောင်လူဆိုတာနေရာပြောက်မှာကြောက်ကြတဲ့လူတွေကြီးပဲဒါပေမဲ့အမတွေးလိုက်တယ်ငါကလေးကြရင်မဖြစ်အောင်လုပ်မယ်ငါတို့ကိုဒီလိုကုတ်ပြစ်မှာဒီတိုင်းတိတ်ပင်မဲ့လေငါခလဲကြရင်ငါဝန်တန်းတွေကိုဆောင်းကောင်းအောင်မှု့ရပေးနိုင်ရမယ်တကယ်အမဝန်တန်းတွေဆောင်းကောင်းအောင်မှု့ရပေးနိုင်တယ်အဲကွန်ပိတ်အိတ်လို့ ်အမတဖုံးမှာပြေအောင်သုံးလုံးသလုံးဖွင့်ထားလို့ပဲစူရတာပဲရှိတယ်နော်အဲ့ဒါအမကိုကလည်းကြိုင်ဒါမျိုးကြီးမဖြစ်အောင်ကြိုးစားမယ်ဆိုပြီးတော့ပဲအာကိုမကြိုက်တဲ့အရာတွေကိုသူများကမလုပ်ဖြစ်အောင်ကြိုးစားလိုက်တာပေါ့မမအရန်နုညံ့နေသူတော့မဟုတ်ဘူးအပေါက်ဆိုးတယ်အာဆိုးတယ်ဆိုတာလေလုပ်ငန်းဝင်မှာမတိကြတဲ့သူတွေပေါ်မှာပဲဆိုတာ လုပ်ငန်းဝင်မှာတိကျတဲ့လူတွေအဟုန်နည်းနေဆိုလို့ရှိရင်မမနဲ့ဘာပြဿနာမှဖြစ်စရာအကြောင်းမရှိဘူးအဲ့တော့မမကလုပ်ငန်းဝင်မတိကျတဲ့လူတော့အယံမုံနဲ့စိတ်ကြီးရဲ့အဲအလုပ်ကိုတော့ကောင်းကောင်းလုပ်တယ်အဲ့လိုပေါ့နော်မမဘွားမလောင်ဒဆိုတာလည်းမရှိခဲ့ဘူးဘာလို့လဲဆိုတော့အဲ့လိုမျိုးမရှိခြင်းလို့လဲ စာတွေအများကြီးဖတ်ခဲ့တာစာတွေတော့အများကြီးတော့ဖတ်ခဲ့တာမဟုတ်ဘူးဖတ်ခဲ့စာတွေအကုန်လုံးခဏခဏမှတ်ခဲ့တာမှတ်ခဲ့ပြီးတော့နောင်တမရအောင်ငါဘာလို့လုပ်မလဲဆိုတဲ့ဥစ္စာမျိုးမှကြိုးစားတယ်ပြီးလို့ရှိလို့ရှိရင်အမြဲတမ်းအလုပ်တစ်ခုကိုလုပ်တော့မယ်ဆိုရင်တုံသက်တယ်အဲ့ဒါတွေကကောင်းကောင်း train လာတဲ့အလျောက်မှာဘာဖြစ်လာလဲဆိုတော့ အလေးအချင်းဖြစ်ပြီးအလေးထဖြစ်လာပါတော့အလေးချင်းလောက်ယူလာတဲ့အချိန်မှာအလေးထဖြစ်ပြီးတော့မတော်လုပ်ငန်းခွင်ထဲမှာဆုံးဖြတ်ချက်တွေကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေပြတ်သားလို့လည်းကောင်းမွန်တဲ့အလုပ်တွေလုပ်နိုင်လို့လည်းမတော်ဒီနေရာကိုရောက်ခဲ့တာပေါ့နော်ဒီနေ့အချိန်အထိတည်းရှိနေကြပေါ့ဟိုတလောကနီနီခင်ဆိုပြောတဲ့စကားလေးပေါ့မမတမီးမပေါ်ခင်နေရမမရှိနေခဲ့တာနော်အောင်မြင်ခဲ့တာတမီးတို့အခုဒီလောက်တက်တန်းဖြစ်လာတော့လေမမမကြသွားသေးဘူးနော်ဒီနေပယ်မှာကောင်းမွန်တဲ့ရလတ်နဲ့ရှိနေကြ မမလည်း strategy ကောင်းတာပဲဆိုရဲဟောက်စာပေါ့နော်အဲ့လို strategy ကောင်းမှုဆိုတာကလည်းအမတို့ကဟိုစိတ်သက်ကောလူရောအစအဆုံးပြုစုပြောထောင်နေကြရတာပေါ့နော်အဲ့ဒါကလည်းဘယ်သူမှလုပ်ပေးရမဟုတ်ကိုယ့်ကိုယ်ကိုပဲလုပ်ပေးရအဲ့ဒါကြောင့်မလို့ senior junior ဆွဲခေါ်ခြင်းမဆွဲခေါ်ခြင်းသူများကကိုယ်စေတနာရှိလို့ဆွဲခေါ်ခြင်းမဆွဲခေါ်ခြင်းဆိုရတယ်ကိုနဲ့အများကြီးဆိုင်ပါတယ်လို့မပြောချင်ပါဘူး